ပထမဘိုးဘိုးအောင်ရဲ့အကြောင်းကိုအပိုင်းခုနှစ်အနေနဲ့ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဘိုးဘိုးအောင်ကိုဖမ်းမိပြီဆိုတဲ့အတွက်ဘရုံမင်းဝမ်းသာအားရဖြစ်နန်းတွင်ကိုချက်ချင်းခေါ်စီပါတယ်တမူကဘိုးဘိုးအောင်ရဲ့ရှေ့ကလက်အုပ်ချီဝင်လာတာကိုမြင်တော့ဥဝိုင်းကထူးဆန်းသွားပါတယ်ဟာ အမောင်းတမူမောင်မင်းကိုရာဇဝတ်သားတွားဖန်ခိုင်းတာပါဘန်းတဲ့ကြောင့်ဆရာတော်ဖះပင့်တယ်လို့ပင့်လာရတာလေ ဘရင်ရှေတော်မောင်ရောက်ရတာမလို့မင်းမူတန်းတွေကကိုကိုဝဲတော်အယိုးသွေးပြုတ်ကြမယ်နဲ့ဘိုးဘောင်ကတော့မတ်တရရက်လျက်တာနေပါတယ်။ဦးဝိုင်းကိုတွေ့တော့ဘိုးဘောင်က ရေပြုံးရင်းနဲ့မောင်းဝိုင်းမင်းတော်ဝလာတာပဲကွာကြည်စမ်းမောင်ကကိုလုံးမှလည်းအစီအီတွေတက်လို့ပါလားမောင်းဝိုင်းဆိုတဲ့နာမည်ကအခုမှမင်းနဲ့ဟန်ကြသွားတယ်ကွာဘိုးဘောင်ကခင်ခင်မင်မင်နှုတ်ဆက်လိုက်ပြီးနဲ့ဦးဝိုင်းကတော့မျက်နှာတစ်ချက်ပြတ်သွားပါတယ်ဒီလိုနဲ့ဘိုးဘောင်ကိုလက်ညှိုးထုတ်ပြီးတော့ဟဲ့ငမိုက်သား တောသားငအောင်ရဲ့ငါကအခုဘယင်မင်းဖြစ်နေပြီကွဘယင်မင်းရှေ့မှာဘသူမှမိုးတို့မှတ်တယ်မတရားဘူးဘယင်ကမော်ဖူးစေလို့မိမ့်မှာဘယင်မျက်နှာတော်ကိုမော်ကြည့်ရတယ်တောသားရဲ့အစကတော့ပြင်းမင်းကိုငါတကယ်ချင်းဆိုပြီးတော့အချင်းချဖို့လောက်စိတ်ကူးထားပဲနဲ့မင်းဟာရေမြင့်တဲ့နေပြည့်ရှင်မင်းကိုစော်ကားမော်ကားလှုပ်တဲ့အတွက်မင်းဝင်ကစိတ်ဆိုးတယ်ငအောင်ရဲ့မင်းချင်းများဒီအပြစ်သားကိုတောင်းဆွဲနေွယ်မှာရင်ကိုခွဲပြီးတော့ခေါင်းဖြတ်သက်စီ ဘရုံမင်းကပြင်းထန်တဲ့အမိန်ကိုချပါတယ်။ဒီကရဲမတ်တွေကဘူဘောင်ကိုဖမ်းချုပ်ပါတယ်။ဘူဘောင်ကမောင်းဝိုင်းမင်းဂရိပေးခဲ့တာကိုမေ့နေပြီလားကွာ။ငါတနေ့ကောင်းစားတဲ့အခါမင်းတို့ကိုချီးမြှောက်မယ်လို့မင်းပြောခဲ့တယ်လေကွာ။အခုတော့ငါ့ကိုဒီလိုပုံစံနဲ့ချီးမြှောက်လိုက်တာလားကွာ။ဘူဘောင်ကဘရုံမင်းကိုအတိတ်ကအကြောင်းအရာများကိုပြန်လည်ပြောပြလိုက်ပါတယ်။ဘရုံမင်းကအမှတ်သေးကြီးကြီးတဲ့လူဖြစ်တော့ဒီအဖြစ်ကိုမှတ်မိပါတယ်။ဒါပေမဲ့လူပုံလည်းမသိခြင်းအောင်ဆောင်ပြီးတော့ ဟက်ကောင်းကောင်းမင်းဘာတွေပြောနေတာလဲမင်းပြောနေတာငါတခုမှမမှန်ဘူးမင်းကြီးတို့မင်းတို့ဒီအပြစ်သားကိုမင်းမင်းဆွဲထုတ်ခေါ်သွားပြီးတော့ကွက်မြက်လိုက်ကြတော့မင်းကြီးတို့ကဘိုးဘောင်ကိုဆွဲထုတ်သွားပါတယ်ဘိုးဘောင်ကဘဝမိကအဘဝင်မြင့်သွားတဲ့တငယ်ချင်းဖြစ်တဲ့မောင်ဝိုင်းကိုပညာပေးမယ်လို့ကြံရွယ်ပြီးတော့မင်းကြီးနေဆွဲရာကိုလိုက်ပါသွားပါတယ်မင်းကြီးတွေကဘိုးဘောင်ကိုအာနာဘဂဝတာလက်ကိုအပ်လိုက်ပါတယ် အမရဘူရမြို့တော်မှာဘိုးဘုံအောင်ကိုကွက်မြက်မယ်ဆိုတဲ့သတင်းကကြုံချီပြန့်နှံ့သွားပါတယ်။ဒီကဘိုးဘုံအောင်စွမ်းမစွမ်းသိကျင်ကြတဲ့အတွက်မြို့သူမြို့သားတွေလာရောက်ကြည့်ရှုကြပါတယ်။အမရဘူရမြို့တော်အပြင်ဘက်မြောက်ဘက်ရပ်မှာရှိတဲ့လူသက်ကြက်ပြင်ကြီးမှာဖျားပွဲတစ်ခုလိုစီကားနေပါတယ်။အာနာဘကွက်သားတွေကဝိဖြူစင်ကြယ်ဝိခေါင်းပေါ်မှာအဖြူရောင်ပိတ်ဆကိုအုပ်ပေါင်းပေါင်းထားတဲ့ဘိုးတော်ကိုဆွဲခေါ်လာခဲ့ကြပါတယ်။ကြည့်နေတဲ့သူကလည်းတယောက်တစ်မျိုးထင်ကြီးပေးနေကြပါတယ်။ အာနာဘဂောသားတွေကကိုလုံးကိုတဲထွားကြိုင်ပါတယ်။တကိုလုံးမှာလည်းထိုးခွင်းမှင်ကြောင်တွေပြည့်နှံအောင်ရေးဆွဲထားပါတယ်။သုံးတော်ရှိတဲ့ခေါင်းဖြတ်ဓမ္မကြီးကိုပခုံးမှာထမ်းလာပါတယ်။မျက်နာကိုအဝိစ္စအနဲ့ရောင်ကိုမျက်လုံးပေါက်တာပေါ်ပြီးတော့ဝစ်စင်ထားကြပါတယ်။အာနာပကွက်သားတွေကဘိုးဘွားကိုကားစင်မှာချီနှောင်လိုက်ပါပြီ။အဲနော်ဘိုက်ကိုခွဲဖို့ဓာတ်တက်ကိုကိုင်းချင်းကပ်လာပါတယ်။ဘိုးဘွားရဲ့ရင်ဝါကိုတချုံနဲ့စောင့်ထိုးလိုက်တဲ့အခါ ြည့်ရှုတဲ့သူအပေါင်းအော်ဟစ်ညင်းညူကြပါတယ်။ဒါပေမဲ့တဦးဂျုံကရင်ဝအသားကိုမဖောက်ဘဲထောက်တာထောက်မိပါတယ်။ရုပ်စာဆုံးဘိုးဘောင်ဝစ်စင်ထားတဲ့အဖြူရောင်ခြီပါရင်ပုံးအင်ကြီးကိုပင်ဓားသွားကမဖောက်မိပဲဖြစ်နေပါတယ်။အာနာဘဂဝသားကဓားတုံးနေတယ်လို့ထင်ပြီးတော့ဒီဓားကိုဓားသွေးကြောင့်မှတင်သူ့ပြန်ပါတယ်။နောက်ခမ်းမွေးတပွင့်ကိုဒီသားနဲ့တိကလေးတိလိုက်တဲ့အခါရတိပြက်ပြက်သွားတော့အာနာဘဂတ်သားကြည်နဲ့သွားပါတယ် ဒါနဲ့ဘိုးဘောင်ကိုဓာတ်နဲ့ထိုးပြန်ပါတယ်။ဓာတ်ကကြောက်တုံးတစ်ခုကိုထိုးသလိုပြန်ကန်ထွက်လာပါတယ်။ဒီကဘဂဝတ်သားကမကြေနပ်ပြန်ပါဘူး။ဒါနဲ့နန်ချားကိုထိုးသွင်းပြန်ပါတယ်။ရခိုင်အတိုင်းပဲပြန်ကန်ထွက်လာပါတယ်။လက်မောင်းခြေသလုံးဓာတ်နဲ့မှုန်းပြန်ပါတယ်။ကြောက်တုံးကိုလှီးသလိုတကြွေးကြွေးသားမြည်ပါတယ်။ကြည်နေတဲ့သူတွေကဘိုးဘောင်ကိုချီးမွမ်းကြပါတယ်။အာနာဘဂဝတ်သားတွေကရင်ကိုမခွဲတော့ပဲခေါင်းဖြည့်ရန်ပြန်ပါတယ်။ ဒါနဲ့၃ထောင်ရှိတဲ့ဓာကြီးကို၄ဘောမှာလွှဲမြောက်လဲပြီးတော့ဘိုးဘောင်ရဲ့ဇက်ဘိုးကိုအတကုံခုတ်ချလိုက်ပါတယ်။ဘိုးဘောင်ရဲ့ဦးကောင်းကဇက်ဘိုးကနေတိကနေပြတ်ထွက်သွားပြီးတော့မြေကြီးဘော်ကိုကြာသွားပါတော့တယ်။ဒါပေမဲ့မြေကြီးနဲ့တွေ့တဲ့အခါခေါင်းမြကြီးကဖယုံသီးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားပါတယ်။အာနာဘကောသားတွေလည်းအလုံးကိုအံ့အားသွင်းပြီးတော့ဘိုးဘောင်ကိုကြည့်လိုက်တော့ခေါင်းအစ်တစ်လုံးပြန်ပေါက်လာပါတယ်။ဘကောသားတွေကလည်းခေါင်းကိုထပ်ပြီးတော့ဖြတ်ချလိုက်ပြန်ပါတယ်။ ဒီဒီချိန်တော့ဘူးစည်းလုံးကြီးဖြစ်သွားပါတယ်။နောက်တတိယဒီချိန်ထပ်ခိုးလိုက်တော့ကြောက်ဖြုံသီးကြီးဖြစ်သွားပြန်ပါတယ်။ဘဂဝတာလေးလည်းအာကုန်ခုံရင်းနဲ့မောပန်းလာပါတယ်။ဘိုးဘောင်ကတော့အေးအေးဆေးဆေးပါ ပြုံးမနေပါသေးတယ်။ကြီးရှုနေတဲ့လူလူကဘိုးဘောင်ကိုတခဲနဲ့အော်ဟစ်ပြီးတော့အားပေးကြပါတယ်။ အာနာဘဂောသားတွေကဘိုးဘောင်ကိုမတက်ရဲတော့ပဲမင်းရှင်တွေလက်ကိုပြန်အပ်လိုက်ပါတယ်။အဲ့ဒီညမှာအမရပူရာတစ်မျိုးလုံးဘိုးဘောင်အကြောင်းကိုသာ ပြောဆိုနေကြပါတယ်။မနက်မိုးလင်းညီလာခံဝင်တော့ရွှေမြို့တော်ဝင်ကဗရုံမင်းထံကိုယမန်နေ့ညကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုရှောက်တင်ပါတယ်။ဗရုံမင်းကတော့အမျက်ချောင်းချောင်းထွက်နေပါတယ်။ဒါကြောင့်စီရင်ဤအမျိုး60တဲမှာမှခေါန္ဒလာအတွင်းအရှင်လက်လက်မီးမြိုက်တက်ဖို့အမိန့်ချပါတယ်။ အာနာဘကွက်သားတွေကဘိုးဘုံကိုအကျဉ်းတိုက်ကထုတ်ပြီးတော့မရဘူရမျိုးရဲ့တောင်ဘက်တောင်တမန်အင်းထိန်မှာရှိတဲ့တစ်ချောက်ပင်ကြီးတပင်စီကိုခေါ်ဆောင်လာခဲ့ပါတယ်။ဘိုးဘုံကိုတတ်မဲ့ဆိုတဲ့သတင်းကြောင့်မရဘူရတမျိုးလုံးကလည်းလိုက်ကြည့်ကြပါတယ်။အာနာဘကွက်သားတွေကတစ်လုံးကြီးတစ်လုံးကို လူတကူစားထွင်းဘိုးဘုံကိုတစ်ကောင်းအတွင်းမှာထည့်ပါတယ်။ဒီနောက်မှာအပေါ်ကနေပြင်ချက်ကိုဖုံး တန်တွေကိုပပယ်နေနေရိုက်ပြီးတော့ခေါင်းတလာကြီးကိုပိတ်ပါတယ်။အဲဒီနောက်မှာထင်းတွေကို အစီအီပုံမီးလောင်လွဲတဲ့ကញင်းစီ သစ်ဆေးစီကိုလောင်းကြပါတယ်။အဲဒီအပေါ်ကနေခေါင်းတလာကြီးကို တင်လိုက်ပါတယ်။ဒီခေါင်းတလာကြီးကိုလည်းမီးလောင်ကောင်းစင်ကို စီဒီတုတ်လိန်လိုက်ကြပါတော့တယ်။နေဘူးချင်းအလွန်ပြင်းတဲ့နေမွန်းတဲ့ချိန်မှာ ထင်းမုံကြီးကိုမီးရှို့ပြီးတော့မီးမြိုက်ပါတော့တယ်။ မိဘုံကြီးကအရှိန်ပြင်းစွာလောင်ကျန်းတော့အာနာဘကွာသားတွေသာမကကြည်နေတဲ့သူမြို့သူမြို့သားအပေါင်းလဲအပူရှင်ဟတ်တဲ့အတွက်အနောက်ကိုဝါးတရိုက်အကွာခံဆုတ်ခွာကြပါတယ်။မိတောင်မိလျံကြီးကလူတရက်မက မြင်မာလာပါတယ်။လူအများကဒီတခါတော့ဘိုးဘုံအောင်တယောက်တေချာပြီလို့ထင်ကြီးပြေးကြပါတယ်။တိတ်မကြခင်မှာတေကောင်းကနေပြီးတော့ဘိုးဘုံနဲ့ပေါက်ထွက်သွားပြီးမိဘုံကြီးပေါ်မှာဘိုးဘုံအောင်တယောက်ပေါ်လာပါတယ်။ အရှိန်ကြီးကြီးတောက်လောင်နေတဲ့မီးပေါ်မှာဘိုးဘောင်ကပရီးထိုင်စိတ်နေတာကိုတွေ့ရပါတယ်။အရှိန်ပြင်းထန်လို့တဲ့အတွက်အာနာဘကောသားတွေပင်အနာမကတ်နိုင်ပဲနဲ့မီးပေါ်မှာထိုင်နေတဲ့ဘိုးဘောင်ကအင်းကြီးအဝတ်စားတွေသာမက မွေးညင်းတပင်မြမင်းမီးမလောင်ပဲဖြစ်နေပါတယ်။လူအများကတော့ပြောမစုံချီးကျူးမစုံဖြစ်ကြပါတော့တယ်။အာနာဘကောသားတွေကမီးခဲတွေကုံစင်တဲ့အခါဘိုးဘောင်ကိုလာရောက်ဖမ်းဆီးပြီးတော့အချင်းတိုက်တွင်ကိုပြန်လဲခေါ်ဆောင်လာပါတယ်။ နောက်တစ်နေ့ဒီသတင်းကိုကြားတော့ဗရုံမင်းတခါဒေါသဖြစ်ပြန်ပါတယ်။မောင်မင်းတို့ဒီတကောင်းသားကိုနှီးမြို့မြို့နဲ့တေအောင်တဲ့ဒင်းသေးတော့မှငါ့ကိုသရုံးတင်စမ်းဗရုံမင်းကတစ်ချက်လုံးမင်းကိုထုတ်ပါတယ်။ထောင်မူးနဲ့ရွှေပြည်ဝင်မှာတိုင်ပင်ရပါပြီ။စွမ်းရှင်နေဆိုတာတာမန်တတ်လို့မရဘူးဝင်မင်းရဲ့။သူတို့ကိုမြေရီမီအဲ့လိုတဘာဝပစ္စည်းတွေနဲ့တတ်ဖြတ်ရတယ်တဲ့။ အခုမီးနဲ့တိုက်တာမသိဘူးဆိုတော့စုံးမာများကိုရေးချတယ်လို့ရေးချကြည့်မယ်ဆိုရင်ရောထောင်မှုပေးတဲ့အကြံကိုမြို့ဝင်မင်းကလည်းလက်ခံပါတယ်။အဲဒီညနေဘိုးဘွားကိုရေးချဖို့အတွက်ထုတ်လာပါတယ်။မြို့သူမြို့သားတွေကလည်းရေးချပွဲကိုလိုက်ကြည့်ကြပြန်ပါတယ်။တနေ့တဲ့တနေ့လာရောက်ကြည့်ရှုတဲ့ဥယီပူများလာပါတယ်။ဘိုးဘောင်ကိုတက်ပြတ်တဲ့ပွဲကလူသက်သမားတွေတက်ပြတ်တဲ့ပွဲနဲ့မတူဘဲနဲ့ရှင်လောင်းလှဲ့ပွဲနဲ့တောင်တူနေပါဗျ ဘဝငူရေချဖို့အတွက်အမရဘူရမျိုးမြောက်ဘက်မှာရှိတဲ့တက်သိန်းအင်းကြီးစီကိုခေါ်ခဲ့ပါတယ်။လမ်းတစ်လျှောက်မှာလာရောက်ကြည့်ရှုတဲ့သူအပေါင်းကပန်းဝင်နေနတ်သားရည်နဲ့ဘိုးဘွားအောင်ရှောက်လမ်းမဲ့လမ်းကိုပြစ်ပေါက်ခင်းကျင်းပေးကြပါတယ်။ဘိုးဘွားအောင်ကတော့လူအများကိုပြုံးပြုံးရှင်ရှင်ပဲနှုတ်ဆက်လက်သာနေပါတယ်။တက်သိန်းအင်းဆက်ကိုရောက်တဲ့အခါမှာဘိုးဘွားအောင်ကိုတကူလုံးကိုကျိုးနဲ့တုတ်ပါတယ်။အဲဒီတော့မှဂိုအွန်နီအကြီးတွေကိုထက်အိတ်နဲ့အသေးပိတ်ပြီးတော့ချီပါတယ်။ မသေးမှဆိုးတဲ့အတွက်ဦးကြီးတလုံးထဲကိုသဲဒီအပြည့်ဖြည့်ဘိုးဘောင်ခြေထောက်မှာလဲတွဲချီပေးလိုက်ပါတယ်။အာနာပကွက်သားတွေကလှေကြီးတစ်စင်းပေါ်မှာဘိုးဘောင်ကိုတင်ဆောင်ပြီးတော့တသိန်းအင်ဂျင်အတွင်းမှာလှော်ခတ်လာပါတယ်။ရေနဲ့တဲ့နေရာကိုရောက်တော့လှေကိုရက်တံလိုက်ပြီးတော့သဲဦးကြီးကိုရေထဲအရင်ပစ်ချလိုက်ပါတယ်။အဲ့တော့မှသဲဦးကြီးနဲ့တွဲချီထားတဲ့ဘိုးဘောင်တယောက်လဲရေအောက်ကိုတဟုံတို့ထိုးဆင်းကြသွားပါတော့တယ်။ ဘိုးဘုံရေချာဘွဲကိုလာရောက်ကြည့်ရှုရတဲ့ပြည်သူအပေါင်းတို့ဟာကမ်းလုံးညွတ်မြပြည့်ရှံနေပါတယ်။ဒီတစ်ခေါက်တော့ဘိုးဘုံတယောက်တကယ်သေသွားပြီလို့အားလုံးကတော့ထင်ပန့်ကြပါပြီ။အာနာဘကွက်သားတွေလည်းကွန်းတရာညက်ခန့်အထိစောင့်ကြပင်နဲ့ဘိုးဘုံကတော့ရေထဲကပေါ်မလာတော့ပါဘူး။ဒီတော့မှစိတ်ချလက်ချနဲ့ကမ်းဆက်ကိုပြန်ခဲ့ကြပါတယ်။ဘိုးဘုံတေးပြီးခမရတို့ရဲ့ဘိုးဘုံတေးပြီးအာနာဘကွက်သားတွေကအားရဝမ်းသာနဲ့ပြောဆိုလိုက်ပါတယ်။ ဒီကကြီးရှုနေတဲ့သူပေါင်းကစိတ်ပြတ်အာရောပြီးတော့တသိန်းအင်းကြီးစီမှ ပြန်ခဲ့ကြပါတယ်။လူများတော်တော်လှန့်လန့်ရောက်တော့ခလေးငယ်တွေကြီးကကန်းဆက်ကအော်ဟစ်တန်ကြားပါတယ်။ဘိုးဘုံပြန်လာပြီဘိုးဘုံပြန်လာပြီလှည့်ပြန်သွားပြီးတော့လူအများကကန်းဆက်ကိုပြန်လဲပြေးဆင်းလာပါတယ်။ကလေးတယောက်ကရေးလေကောင်းကိုလက်ညှိုးထိုးပြနေပါတယ်။ လူအများကိုကြည့်လိုက်တော့ဝိဖြူစင်ကြယ်နဲ့ရေပေါ်မှာလမ်းလျှောက်ကကန်းဆက်ကိုလှမ်းလာနေတဲ့ဘိုးဘောင်တယောက်ကို တွေ့လိုက်ရပါတော့တယ်။ဘိုးဘောင်ကရေပင်ပေါ်မှာဂရီပါဖနက်စီးပြီးတော့လမ်းလျှောက်နေခြင်းဖြစ်ပါတယ်။ပကွဲသားတွေကဘိုးဘောင်စီကိုပြေးလွှားဖမ်းတဲ့အခါရေပင်အောက်မှာနစ်မြုပ်ကုန်ပါတယ်။ဘိုးဘောင်ကတော့အနောက်ကနေဒီအင်းကြီးအတွင်းနေထိုင်တဲ့ငါမကန်းလိတ်အဆရှိတဲ့ရေနေသတော်ဝါတို့ကတော့စစ်တကြီးခြေတလာသလိုစုပြုံပြီးတော့လိုက်ပါလာကြပါတယ်။ ကမ်းပေါ်မှာကြည်နေတဲ့သူတွေကဘိုးဘုံရဲ့အစွမ်းကို၃ချိန်၃ကမြင်တွေ့ရတဲ့အခါမှာဘိုးဘုံကိုကြီးညူလေးစားကထိုင်ကြတော့ကြပါတော့တယ်။ကြားမှာကြီးငယ်အယုတ်အလက်အမျက်မယွေဘိုးဘုံကိုရှစ်ခိုးပူဇော်ကုန်ကြပါတယ်။မင်းချင်းတွေကဘိုးဘုံကိုဖမ်းဆီးတဲ့အခါလူအုပ်ကြီးကမင်းချင်းများကိုဆဲဆိုအော်ဟစ်ကြောက်တုံးနေနဲ့ပြစ်ပုတ်တဲ့အတွက်ဘိုးဘုံကတားမြစ်ရပါတယ်။ဘိုးဘုံကလူအုပ်ကြီးဘက်ကိုလက်ကားပြလိုက်ရင် ချုပ်အမရဘူရနေပြည်တော်ကိုလာရတဲ့အကြောင်းရင်းကတိုင်းပြည်စုဘူးအောင်လှုပ်ဖို့မဟုတ်ဘူးတိုင်းပြည်တာယာအေးချမ်းအောင်လမ်းမရောက်နေတဲ့ဘရင်မြင့်မြတ်ကိုဆုံးမတွင်တင်ရအောင် လာအောင်ချင်းဖြစ်တယ်မင်းချင်းတွေကိုမနှောက်ယှက်ကြပါနဲ့သူတို့ကသူတို့အလို့သူတို့လှုပ်နေကြတာပါဘကွက်သားတွေကအမြင်မှန်ရပြီးတော့ဘိုးဘူအောင်ကိုရှစ်ခိုးတောင်းပန်ကြပါတယ်အဲ့နောက်မှာအချင်းသားလိုမဖမ်းတော့ဘဲနဲ့သူတော်သူတော်စင်ကိုပင့်ဖိတ်တယ်လို့အချင်းတော်တွင်ကို ပင့်ဆောင်လာခဲ့ကြပါတယ် ရုံမင်းကဒေါသလွန်ကြီးပြီးတော့ဘလူးကြီးတကောင်နဲ့တူနေပါတယ်။နန်းညီလာခံတက်တဲ့မူးကြီးမက်ရာများကရှင်ဘီရင်ဒေါသထွက်နေတဲ့အတွက်ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။ဟိုကူသွားလဲဘိုးဘောင်ဒီကူသွားလဲဘိုးဘောင်ဘိုးဘောင်နာမည်ကြီးကြားနေရပါလား။မှန်ပါဗျာ။အာနာဘဂဝသားကြီးတက်ပင်နဲ့အချင်းချင်းအစွမ်းပြရခဲ့တဲ့ဘိုးဘောင်ဟာအခုတော့ဖြစ်နေပြီးတော့နေမကကြီးလက်တော်ရွာဇနဘုတ်တွေပါမကျန်ဖုံးဖီမရအောင်တရင်မှုန့်နေကြောင်းပါ။ ပြီးတော့ဘိုးဘောင်နေပြည်တော်လာရတဲ့အကြောင်းကလည်းတိုင်းပြည်ပုံကံမှုမဟုတ်ဘဲနဲ့အရှင်မင်းကြီးကိုစုံးမတုံတင်ရအောင်လာခဲ့တာပါတယ်ဖေ။ဘာကွာဒင်းကများငါ့ကိုစုံးမတုံတင်မနေတာငအောင်ငအောင်မင်းတော်တော်တရားလွန်ပါလား။ကဲမင်းကြီးများငါ့ကိုဘလို့စီရမယ်ဆိုတာတင်ပြဆမ်းပါကွန်ဝဲ။ဘိုးကြီးမက်ရည်အားလုံးပါဇက်ပိတ်နေကြတယ်။ထောက်မှုကမှန်ပါ ဘိုးအောင်ကတကိုးရှိတဲ့ဖုံးကန်ရှိတဲ့သူမျိုးတော်ရုံလူတွေတက်ဖြတ်တုတ်တင်လို့မရနိုင်ကြပါဘုရားအရှင်မင်းကြီးလို ဖုံးကန်ကြီးမားတဲ့လူကတက်ဖြတ်မှသာရနိုင်မယ်ထင်ပါတယ်ဘုရားထောင်မှုက မိမိမစွမ်းတာမလို့ဘယင်ဘက်ကိုမြားဥလှဲ့ပေးလိုက်ပါတယ်အေးကောင်းပြီထောင်မှုသူ့ကိုဘယ်လိုစီရင်ရမလဲကျွန်မမျိုးတို့မီးနယ်လဲတိုက်ပြီးပါပြီရေလဲချပြီးပါပြီ ဓာလန်လက်နက်နဲ့လည်းတပ်ဖြတ်ခဲ့ပြီးပါပြီ။အဲဒါကြောင့်မလို့အခုတခါမြေချင်းတူပြီးတပ်ဖြတ်တင်ကြောင်းပါအရှင်မင်းမြတ်။ကောင်းပြီ။ဒါဆိုသူ့ကိုမြေပြင်မှာမြေရင်းတူပြီးတော့ငါးကိုယ်တိုင်စီမဲကွယ်။မှန်ပါဗျာဒီတစ်ခေါက်တော့မြို့ပြင်မှာမစီရင်သင့်ပါဘူးဗျာ။ဘာဖြစ်လို့များလဲကွယ်။ ကျွန်တော်မျိုးတို့ကဘိုးဘောင်ကိုတတ်ပင်နေဘိုးဘောင်ကမသေးတဲ့အပြင်လူတွေကြားထဲမှာတကူပြတယ်လို့ဖြစ်နေလားမလို့နာမည်ပို့ပြီးကြီးကြီးလာပါတယ်ဖေ။အခုတစ်ခေါက်ကရှင်မင်းတရားကိုယ်တိုင်စီမာဖြစ်တဲ့အတွက်တခုလွဲချော်သွားလို့ဘိုးဘောင်မသေးဘူးဆိုရင်အရှင်မင်းကြီးတိတ်ခါကြနိုင်ပါတယ်ဖေ။အေးကွယ်မောင်မင်းပြောတာလည်းမှန်တာပဲ။အဲဒါဆိုရင်နန်းတွင်းမှာပဲကြီးကြီးတူးပြီးတတ်မယ်။မောင်မင်းအဲ့ဒီငေါအောင်ကိုနန်းတွင်းနဲ့ခေါ်လာခဲ့ ဗရုံမင်းအမိန့်အရဘိုးဘောင်ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပြန်ပါတယ်ဗရုံမင်းကလည်းနန်းတွင်းရဲမတ်တွေကိုနန်းတော်တနေရာမှာကြီးမားတဲ့မြေချင်းကြီးကိုတူးဖော်စေပါတယ်မြေစာတွေကိုပုံအော့ထားပြီးတော့အနားမှာရွှေခေါ်ပြားငွေခေါ်ပြားတွေချခင်းထားပါတယ်ဘိုးဘောင်ကဗရုံမင်းဥဝိုင်းကိုတွေ့တဲ့အခါတငယ်ချင်းအရင်ကမင်းငါကိုတတ်မိမယ်ပေးတာအခုတော့မင်းကငါကိုမင်းလက်နဲ့ကိုယ်တိုင်တတ်တော်မယ်ဗော ငါဘလို့လူရဲဆိုတာမင်းမသိဘူးလားမင်းလည်းငါအစွမ်းတွေကိုမြင်ဘူးရဲ့သားနဲ့မောင်မင်းစွမ်းတာငါသိတယ်ဒါပေမဲ့အခုငါလည်းဖုံးကန်ကြီးမားတဲ့ပြည့်ရှင်မင်းဖြစ်နေပြီငါကြံရင်တကြားနဲ့မင်းနေတော့လိုက်ရောရတယ်ကွာဘိုးဘောင်ကဒီစကားကိုကြားတဲ့အခါဟားတိုက်ရီမောလိုက်ပါတယ်တမယာပြောတိုင်းမင်းကယုံနာကိုမောင်းဝါရမင်းစွမ်းရင်အခုတကြားမင်းကိုမိုးရွာခိုင်းကြည့်ပါလားဘိုးဘောင်ကရေပြုံးနေတော့ဘရုံမင်းလည်းဆွတ်ဆွတ်ခုံအောင်ဒေါသထွက်ပါတယ် မောင်မင်းတို့ဘာလုပ်နေကြလဲအပြစ်သားကိုတွင်းနဲ့ကိုချဒီကမင်းချင်းများကဘိုးဘောင်ကိုတွင်းနဲ့ကြီးတဲ့ကိုပြစ်ချလိုက်ပါတယ်တွင်းအနက်မှာ12တောင်ရှိပါတယ်ဘိုးဘောင်ကိုတွင်းနဲ့ချတဲ့အခါတွင်းနဲ့ကိုအုတ်ကျိုးအိုးပက်ကြောက်တုံးကြောက်ဆိုင်တွေကိုပြစ်ချပြီးတော့ဖုံးပါတယ်ဘိုးဘောင်ကတွင်းနဲ့မှာတအားအားနဲ့အော်ဟစ်နေပါတော့တယ်ဒီချိန်ဗရုံမင်းကလည်းအလွန်ကိုပျော်ရွှင်ပြီးတော့အေးသေပြီးတော့မောင်ကြီး ်ငါဖုံးကန်တဲ့ကြံရင်မင်းကိုတတ်ရင်မင်းခံထိုင်ရလားကွာတေးလိုက်စမ်းဘရုံမင်းကရွှေကော်ပြားတစ်ခုကိုကင်ပြီးတော့မီးစားတွေကိုတွင်းနေကိုကိုတိုင်ဖုံးပါတယ်မင်းချင်းတွေကလည်းဝိုင်းဝန်းဖုံးလိုက်တဲ့အခါတွင်းကြီးက မကြခင်မှာပဲမီးစားတွေနဲ့ပြေရှံသွားပါတယ်ဘရုံမင်းကဓာနဲ့တင်အားမရပဲနဲ့မြေပေါ်ကိုတက်ပြီးတော့ဖနှောက်နဲ့ပေါက်ခုံဆွခုံဆွပဲလှုပ်လိုက်ပါသေးတယ် မောင်သေးပြီဆိုတဲ့အတွက်စိတ်ထဲမှာအလွန်ကိုပျော်ရွှင်သွားပါတယ်အဲဒီချိန်ခေါ်ပြားတွေကင်ဆောင်လာတဲ့မင်းကြီးတွေကကြောက်အားလန့်အားနဲ့အနောက်ကိုစုတ်ကြပါတယ်မင်းတို့လှုပ်တာပြီးပြီလားကွာဘရုံမင်းအနောက်ကနေအတန်ကြားလို့လှည့်ကြည့်လိုက်တော့ဘိုးဘောင်ကလက်နောက်ပြစ်ပြီးတော့ဘရုံမင်းလောက်ကိုင်းနေတာကိုခေါင်းတငိမ့်ငိမ့်နဲ့ကြည့်နေပါတယ်ဒီကဘရုံမင်းလည်းအလွန်ကိုထိတ်လန့်သွားပြီမောင်အမင်းမသိသေးပါလားကွာမောင်ဝမ်းရေမင်းငါ့ကိုတတ်လို့မရဘူးဆိုတာမင်းလက်မခံသေးဘူးလားကွာ ။ဟိုကွာတယောက်ဆောင်းတော်မရတထောင်းဆောင်းတော်ရရဲ့တဲ့ဟဲ့ဝင်းမေးတသားတထောင်းကိုနန်းတွင်းကိုတွင်းခဲ့လူတထောင်းဝိုင်းခုံရင်ဒင်းခံနိုင်မလားဘရုံမင်းဥဝိုင်းကမဖတ်သေးပါဘူး။ဒါကြောင့်ဝင်းမင်းများကအထိတ်ထိတ်အပြားပြားဖြစ်နေပါတော့တယ်။အဲ့ဒီအချိန်မှာပဲဘိုးဘောင်ကပထမစတူရင်ကအင်းရှင်တော်ကြီးကိုစီရင်ပြီးတော့မြေပြင်ကိုပစ်ချလိုက်တဲ့အခါဒါလန်လက်နဲ့ဆွဲကင်ထားတဲ့ရင်းမဲ့ပေါင်းကမြေပြင်အောက်စီကဘွားကနေပေါ်ထွက်လာပါတယ်။ ဒီရဲမတွေကဘိုးဘုံနဲ့ရုတ်ချင်းတထရာတဲ့တူညီပြီးတော့ရွှေရောင်မောက်တူတွေစောင်းထားပြီးတော့ရွှေရောင်ကြီးတဲ့အင်းကြီးတွေဝစ်ဆင်ထားပြီးတော့ရွှေရောင်ဝင်းလက်တောက်ပါနေကြပါတယ်။လိုက်ထဲမှာကန်ဆောင်ထားတဲ့ဓားလန်လက်နဲ့တွေကလည်းစိန်ရောင်ကြီးလိုပဲဝင်းလက်နေကြပါတယ်။ဒီရဲမတွေကမိုးဥကြမှာပေါက်တဲ့မျက်ပင်နုလေးတွေတို့နန်းတော်ကြီးတစ်ခုလုံးမှာအကြအလက်မရှိပေါက်ကြတဲ့အတွက်ကြောင့်နန်းရင်မြင်ကြီးသာမကနန်းဆောင်များနဲ့နန်းဆောင်အချူအကြားပါမကြံပေါက်လို့ဘရုံမင်းတုံလှုပ်သွားပါတယ်။ မောင်းမင်းငါထီနန်းကိုကြံနေပါဟုတ်လားဒီမဲမောင်းဝိုင်းမင်းတက်မှတ်နေတဲ့ထီနန်းဆိုတာငါကမစင်ဘုတ်လို့ပဲသဘောထားတယ်ငါကထီနန်းကိုမလိုချင်ဘူးငါမှာမင်းတို့ရဲ့စီးစိန်တဲ့အစာပေါင်းများစွာသားတဲ့တကူဆွမ်းတွေရှိပြီးသားပါကွာအခုလိုလို့တာငါအစွမ်းဘလောက်ရှိတယ်ဆိုတာမင်းကိုပြတာပဲမင်းရဲ့စစ်သည်တပေါင်းနဲ့ငါရဲ့ကိုဘွားတပေါင်းပြိုင်တိုက်ရင်ဘယ်သူနိုင်မဲထင်လဲကွာ ဘိုးဝေါကပြောဆိုလိုက်ရင်းနဲ့လက်ကိုဝေရမ်းလိုက်တဲ့အခါဒီစစ်သည်တွေကတမဟုတ်ချင်းပျောက်ွယ်သွားကြပါတယ်။ဘရုံမင်းဥဝိုင်းကဒီတော့မှမန်နေနေကြသွားပါတယ်။ဒါပေမဲ့လုံးလုံးတော့လက်မလျှော့သေးပါဘူး။မောင်ဝိုင်းရေမင်းကငါ့ကိုတတ်ချင်တယ်လားကွယ်။မင်းကိုမင်းတိတ်ဆွမ်းနေတဲ့ထင်ငါရေးတဲ့ဝါလုံးတစ်လုံးကိုပြတ်အောင်ဖြတ်ဆန်းပါကွာ။ ဘိုးဘောင်ကဥဝိုင်းရှိကိုလက်ညှိုးညွန်လိုက်တဲ့အခါကျမ်းမီပေါ်မှာထုံးမြေပြူနဲ့ရေးဆွဲထားသလိုဝါလုံးတစ်လုံးပေါ်ပါလိုက်ဘရုံမင်းဥဝိုင်းကလည်းယာစအိမ်တွေရှိနေတဲ့အတွက်ဘိုးဘောင်ရေးဆွဲထားတဲ့ဝါလုံးကိုခြေထောက်နဲ့ပုတ်ခါဖြတ်လိုက်ပါတယ်ဒီဝါလုံးတစ်လုံးပြတ်သွားတဲ့အခါမလန်းမကန်းမှာဝါးနှလုံးထပ်ပေါ်လာပြန်ပါတယ်။ဥဝင်ကဒီဝါလုံးနှလုံးကိုလက်နှစ်ဖက်နဲ့တပြိုင်တည်းပုတ်ခါဖြတ်ပါတယ်။ဒီချိန်ဝါလုံးလေးလုံးပေါ်လာပြန်ပါတယ်။ ဦးဝိုင်းကဝါလုံးလေးလုံးကိုလိုက်ဖြတ်ရင်းနဲ့မောပန်းလာပါတယ်။ဝါလုံးတွေကတဖြည်းဖြည်းတိုးပွားနေတာဖြစ်တဲ့အတွက်မိဖုရားနဲ့မူးမတ်အချွေရံများကိုပါဖြတ်ခါရပါတယ်။ဗရုံမင်းခိုင်းတဲ့အတွက်နန်းတွင်တစ်ခုလုံးအလုရှုပ်ကုန်ကြပါတယ်။ဝင်ကြီးတွေအမတ်ကြီးတွေကလည်းပစိုးနဲ့တုတ်ကဖြတ်ပါတယ်။နန်းတွင်သူတွေကလည်းထိုင်မသိမ်းစနဲ့တုတ်ပြီးတော့ဖြတ်ကြပါတယ်။တလုံးဖြတ်ရင်နှလုံးထပ်ပေါ်နေတဲ့အတွက်မကြခင်မှာနန်းတွင်တစ်ခုလုံးဝါလုံးနေနဲ့ပြည့်နှက်နေပါတော့တယ်။ ဘိုးဘုံရေးဆွဲထားတဲ့ဝါလုံးတွေကနန်းတော်ကျမ်းပင်နေတဲ့မှာကတိုင်လုံးကြီးတွေနန်းရံတွေပါပါပြည့်နှက်နေပါတော့တယ်။ဗရုံမင်းဥဝိုင်းနဲ့တကွာနန်းတွင်သူနန်းနှင်းသားတွေကလည်းပင်မန်းမောပန်းနေကြပြီးဖြစ်ပါတယ်။ဒီကဗရုံမင်းရဲ့မိတော်စင်ပြူမယ်ကအပြည့်ရောက်လာပြီးတော့ဘိုးတော်ဧကရိတ်မင်းမြတ်ဖျားဘိုးဘုံကတိုင်းပြည်ထီးနှံကိုလူရဲ့လောက်ကြမဲ့အရေးကြီးတစုံတရာကိုမမြင်ပါဘူးဖျား။ ဘိုးတော်ဖះဘိုးဘောင်ကိုနီးမျိုးမျိုးနဲ့တတ်ဖို့ကြံခဲ့ပေမဲ့ဘိုးဘောင်ကစိတ်ကွက်ခြင်းညူဆူခြင်းမရှိဘဲနဲ့သူတော်ကောင်းတို့ရဲ့တီးခံခြင်းနဲ့သာတုံ့ပြန်ရပါတယ်။သူတော်ကောင်းကိုပြစ်မှားတယ်ဆိုတာတန်တရာအတွက်ကြီးလေးတဲ့အပြစ်ကြီးဖြစ်တာမလို့စင်ကျင်သိပါတယ်ဖះ။ဒီတော့မှဘရုံမင်းမန်လျှော့ပါတော့တယ်။ဘိုးဘောင်စီကိုကြည့်ပြီးတော့ငါမားပါပြီမောင်ရငါမင်းအပေါ်မှာမလျော်ကန်တဲ့အပြုတွေပြုခဲ့ပါတယ်။မင်းငါကိုခွဲလို့ပါကွာ။ ဒီကဘိုးဘောင်ကလက်တချောင်းကိုဝေ့ရမ်းလိုက်တဲ့အခါနန်းတော်အတွင်းမှာပြန့်ကျက်ပေါက်ရောက်နေတဲ့ဝါလုံးအခရာတွေကတမဟုတ်ချင်းပျောက်ကွယ်သွားပါတယ်ဘိုးဘောင်ကမောပန်းစွာထိုင်နေတဲ့ဗရုံမင်းအနာကို တိုးကပ်လာပြီးတော့ဗရုံမင်းကိုလက်ကမ်းလိုက်ပါတယ်ဘလို့မှသဘောမထားပါဘူးမောင်ဝမ်းရမင်းငါကိုဘလို့တတ်တန်မသိဘူးဆိုတာငါတီးပြီးသားပါကွာငါအခုမင်းနေပြီးတော့ကိုလာခဲ့တာကမင်းကိုဆုံးမဖို့ပဲမောင်ဝမ်းရ ဗရုံမင်းကဘိုးဘောင်ကန်းတဲ့လက်ကိုဆွဲ မတ်တက်ရက်လိုက်ပါတယ်ဒီကမှအလွန်ပင်ပန်းနွမ်းနယ်ညောင်းချီနေတဲ့ခန္ဓာကိုယ်ကြီးကလန်းဆန်းတွက်ကြပြီးတော့အာရင်အစ်စ်တွေရသလိုဖြစ်ပေါ်လာပါတယ်ငါ့ကိုဆုံးသွားဖို့လာတာဆိုတော့ငါဘာတွေမှားနေလို့လဲမောင်ရမင်းရဲ့လူသက်ပွဲကြီးတွေအကြောင်းငါကြားခဲ့ပြီးပါပြီမောင်ဝမ်းရမင်းကထီးနှံကိုရရတဲ့ကလူတိုင်းကိုတန်လျာစိတ်ဝင်ပြီးတော့တက်ပြက်တုတ်တင်ခဲ့တယ်လူသက်ပင်းရင်ထက်တက်ခဲ့တယ် ရုပ်စွာဆုံးမင်းကိုကူညီခဲ့တဲ့မဟာသီရသူရလိုလူကိုယ်တော်တပ်ဖြတ်ခဲ့တာပဲကွာတမန်မောင်ဝိုင်းမင်းကူလိုထီးနှံကိုလွယ်လွယ်ရတာဘာကြောင့်လို့ထင်လဲငါရဲ့ကြိုးစားအားထုတ်မှုတွေပေါ်မောင်ရဒီကဘိုးဘောင်ကမယ်ပြုံးတစ်ချက်ပြုံးလိုက်ပြီးတော့ဒီမမောင်ဝိုင်းမဟာသီရသူရသာမရှိဘူးဆိုရင်မင်းဒီလီလိုအချိန်ကြီးရောက်ပါမလားကွာဒါတော့ဟုတ်ပါတယ်မောင်ရသူ့အစည်းယုံကောင်းလို့ရဲမဲ့ဘိုးဘွားတွေစုစည်းနိုင်ခဲ့တာပါ အဲ့ဒီမဟာတိယသူရကိုစင်ပြူရှင်ကကားစင်တင်ပြီးတက်ဖို့လုပ်တဲ့အချိန်မှာငါကဲသွားတာပဲမောင်းဝိုင်းရမဟာတိဟသူရအမတ်ကြီးကတချိန်မှာမင်းကိုကူညီလိုက်မယ်ဆိုတာငါတိလို့ငါကဲခဲ့တာပဲဒီကဗရုံမင်းကမျက်လုံးပြူးသွားပါတယ်ဒါဒါဒါဆိုရင်မဟာတိဟသူရငါ့ကိုကူညီတာလက်စတတ်တော့မင်းကူညီတာမဟုတ်လားမောင်းမှန်တာပေါ့မောင်းဝိုင်းရဖောင်းကစားမောင်မောင်တို့နန်းကိုတိမ့်ထားတဲ့အချိန်မဟာတိဟသူရကိုမင်းကိုကူညီဖို့ဆိုပြီးတော့ အိမ်မက်ပေးခဲ့တာငါပဲကွ။ဒါကြောင့်မင်းနဲ့အစည်းမကတ်တဲ့လူဟာမင်းရဲ့အကြံစီတိုင်းလိုက်ပါလှုပ်ဆောင်ခဲ့တာပေါ့။ဘရုံမင်းကဒီရောမှာနဖူးကိုလဝါနဲ့ရိုက်ပြီးတော့မှားပြီ။ငါအကြီးကျယ်မှားပါရောလား။မင်းဟာနန်းရွေးထဲကဆွေတော်မျိုးတော်တွေကိုလည်းတတ်ဖြတ်ခဲ့တယ်။မင်းမှာအကုသူတွေတိတ်များနေပြီမောင်ဝိုင်းရဲ့။အိုကွာဒါတော့ငါညင်းပြရစီ။ငါကတတ်ဖို့အမိန့်ချခဲ့တဲ့လူပဲမောင်။ငါကိုယ်တိုင်တတ်ထားမှမဟုတ်ပဲ ဖြစ်ချင်းဖြစ်အာနာဘကွာသားတွေပဲအကူသူရမှာပေါ့ကွာဒီကဘိုးဘောင်ကခေါင်းကိုခါရင်လိုက်ပြီးမောင်ဝိုင်းကြီးမင်းကတော့မှားပြီးရင်မှားနေတာပဲကွာအကူသူဆိုတာတစ်ချက်ကိုယ်တိုင်လုံရင်လဲရတယ်နှစ်ချက်သူများကိုလှုပ်ခိုင်းရင်လဲကိုကခိုင်းစေတဲ့အတွက်ကိုလည်းအကူသူရတယ်သုံးချက်သူများအကူသူလုံနေတာမြင်ရကြရပြီးကိုကဝမ်းတာတဲ့အားပေးအားမြောက်ပြုတ်မိတယ်ဆိုရင်လည်းအကူသူရနိုင်တာပဲကွာ အခုမင်းဆွေမင်းမျိုးတွေတတ်မိန်ချတဲ့အခါမင်းကအမိန်ပေးရတဲ့အတွက်အာနာပကွက်သားတွေလည်းအကူတို့ရတယ်လို့မင်းလည်းအကူတို့ရတာပဲဒီတက်တဲ့လူတွေထဲမှာကိုချင်းသိက္ခာတီလနဲ့ပြည့်စုံတဲ့သူတွေမပါဘူးလို့မပြောနိုင်ဘူးဒီလိုလူတွေတက်မိတာကမင်းကသူတော်ကောင်းကိုပြင်မမိတာပဲမော်ဝိုင်းရဒီလိုသာကြက်ကြက်လုံဆန်းမှာမင်းအခုရထားတဲ့ ठी နန်စီစဉ်ဆိုတာသုံးနဲ့ခံရင်ကံကောင်းပဲမော်ဝိုင်းရသွားပါပြီကွာငါဘယ်လိုလုပ်ရမလဲမော် ငါ့ကိုကယ်နိုင်မဲ့နီလန်းများမရှိတော့ဘူးလားကွာစိတ်အီးထားကြပါအမားသိပြီဆိုရင်တော့အမှန်ပြင်ဖို့နီလန်းရှိတာပေါ့ကွာကုသိုလ်အကုသိုလ်ဆိုတာမီးနဲ့ရေလိုပဲမီးနဲ့ရေဟာအမြဲတမ်းအားပြိုင်နေပြီးတော့အားတာတဲ့လူက အနိုင်ရတာပဲမီးများမီးနိုင်ရေများရေနိုင်ဆိုတာမင်းလည်းကြားဘူးတယ်မဟုတ်လားအဲဒါကြောင့်မို့အခုချိန်ကစပြီးအကုသိုလ်အလုပ်တွေကိုတတ်နိုင်သမျှရှောင်ကြဉ်ရမယ် ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုမင်းပြုခဲ့တဲ့အကုသိုလ်တွေအတွက်ပူများအောင် ပြုလုပ်နိုင်မယ်ဆိုရင်ဒီအကုသိုလ်ကံတွေကိုစေကျော်တန့်စင်ပေးနိုင်ပါပါမောင်ဝိုင်းမင်းပြောတာကြားတာဝမ်းသာလိုက်တာမောင်ရငါဘလို့ကုသိုလ်တွေလုပ်ရမလဲကွာဘလို့လုပ်ရင်ကုသိုလ်တွေများများရနိုင်မလဲကုသိုလ်ဆိုတာလေအကုသိုလ်လိုပဲပေါ့ကွာသူကတော့ပြောင်းပြန်ပေါ့ဒီတော့ကိုယ်တိုင်လဲကုသိုလ်လုပ်တွေလုပ်ရမယ် ူများတွေကိုလည်းကုသိုလ်အလုပ်တွေလုပ်ခိုင်းရမယ်အဲသူများတကကုသိုလ်ကောင်းမှုလုပ်နေရင်လဲတာရုအနုမောဒနာခေါ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်မောင်ဝမ်းရရှင်ဘင်းဆိုတာတာမန်လူသားတွေထက်ကုသိုလ်တွေအများကြီးလုပ်နိုင်ပါတယ်မောင်ဝမ်းရတိုင်းသူပြည်သားတွေအခွန်တုပ်တွေရှော့ပေါ်စီမံတာကုသိုလ်ရတာပဲကွာလန်ဒရာတွေခင်းဖို့တာဖျားလူចောင်းဆောက်တာတွေဟာအဲ့ဒီလန်ဒရာတွေကိုအသုံးပြုတိုင်းဒီဖျားတွေကိုလူတွေဥခိုက်ကြီးညိုတိုင်း ဖရားတကဖြစ်တဲ့သူဟာအချိန်မရွေးရရှိနေပဲကုသူပဲမောင်းဝိုင်းရတိုင်းပြည်ကိုစစ်မှတ်ရေးရာဝေးကွာစေတာလည်းအဖရားကုသူလို့ခေါ်တဲ့ကုသူတစ်မျိုးပဲဒီကဘရုံမင်းက အလွန်ဝမ်းသာကြည်နူးလျက်ဘိုးဘိုးအောင်ကိုပြေးဖက်ပါတယ်ငါကုနားလေတော့ပါပြီမောင်းရမင်းကအပယ်ငရဲ့ကြမဲ့ငါကိုအချိန်မီလာရောက်ကဲတင်ပေးလိုက်နိုင်တာပဲကွာမင်းကမင်းဘော်မိတ်ဆွေကောင်းမပီတာခဲ့ပြီနဲ့မင်းကတော့ငါဘော်မိတ်ဆွေကောင်းပီတာခဲ့ပါတယ်မောင်းရ ငါလုတ်ခဲ့တာတွေအကုန်ခွင့်လုပ်ပေးပါအခုမင်းလိုရာစုတစ်ခုကိုတောင်းဆန်းပါကွာငါပြည့်ရှင်မင်းရဲ့အာဏာနဲ့မရရအောင် ဖြည့်ဆည်းပေးပါမယ်ကွာငါအတွက်တော့တီးတန်တော့မလိုရပါဘူးကွာဒါပေမဲ့ငါလိုချင်တာတစ်ခုပဲရှိတယ်အဲ့ဒါကတော့မင်းအနေနဲ့ပြည်သူတွေကိုမင်းကျင်တရား၁၀ပါးနဲ့ညီအုပ်ချုပ်မင်းလုပ်ပြီးတော့ယရနာ၃ပါးကိုကြီးညိုလို့ဘာသာတန်တနာကိုစောင့်ရှောက်ပေးစမ်းပါကွာဒါငါလိုချင်တဲ့စုတစ်ခုပဲဒါတစ်ခုပဲမောင်းဝိုင်း ဘရုံမင်းကခြေနဲ့အာရပြုံးရင်းနဲ့ကောင်းပါပြီမောင်မင်းပြောသလိုဖြစ်စေရပါမယ်ဒါနဲ့ရောက်တုံးရောက်ခိုင်ငါနန်းတော်ကြီးမှာတလကိုးတဲ့လက်တော့နေသွားပါအောင်လားမောင်ရမင်းကငါနန်းဦးမှာထားပြီးကြီးကြီးကျယ်ကျယ်လှုပ်ကျွေးခြင်းလို့ပါကွာသူတော်ကောင်းတွေနဲ့ဘရင်နန်းတော်ဆိုတာလာလာမှမအပ်ဆက်တဲ့နေရာပဲမောင်ဝိုင်းကြီးမင်းနန်းတော်ကလည်းလူစုံနန်းတော်ကွာငါမနေတဘူးငါနေတဲ့ငါနေရာကိုပဲပြန်တော့မယ် နောက်တော့ငါမလိမ်ပါတာတွေ့ရင်ငါစီလာပြီးတော့အချိန်မရွေးသွန်သင်ဆုံးပါစမ်းမှာမောင်းရ။အေးပါကွာ။နောက်တော့ကဆိုရင်ဗဇက်နဲ့မပြောတော့ဘူး။မင်းဖင်ကိုတောင်းမွေးနဲ့လာရိုက်ပါကွာ။ဘိုးဘောင်ပြောလိုက်တဲ့အခါဗရုံမင်းကလည်းဟက်ဟက်ပပရှိပါတယ်။မင်းချင်းများလည်းရီမောကြပါတယ်။ဘိုးဘောင်ကဆင်းပြူမဲ့မင်းသမီးလေးကိုချီးကျူးထောမနာပြောပြီးတော့မိုးဘော်ကိုပြန်တက်နန်းဦးထိပ်မှာကိုယောင်ကိုဝါတွေကိုထုတ်လို့ဖြန့်ကျက်လိုက်ပါတယ်။ အမရဘူရာမြို့တော်မှာရှိတဲ့မြို့သူမြို့သားတွေကလည်းယန္တနာ၃ပါးကိုမမေ့ကြဖို့မှားကြပြီးတော့ဝေဟင်ခရီးနဲ့ပြည်မြို့ကို ပြန်တန်းထွက်ခွာသွားပါတော့တယ်။ဗရုံမင်းကတငယ်ချင်းဖြစ်တဲ့ဘိုးဘောင်ညွန်ကြားထားတဲ့အတိုင်းအချိုးပြူလုပ်ငန်းတွေကိုလှုပ်ဆောင်ပါတယ်။အမိမိအိမ်နေစဉ်နေခဲ့ရတဲ့အိမ်တော်ရာနေရာမှာအောင်မြေလောကစီရီကိုတည်တော်မူပါတယ်။အေယာရီမြစ်အနောက်ဘက်မှာကြီးလေးကြီးလို့ခေါ်တဲ့ပထိုးတော်ကြီးချင်းသေးကြီးရေကန်ကြီးနဲ့ခေါလောင်းကြီးတို့ကို တီဆောက်သုံးလုံးလှူဒန်းများပါတယ်။ဒါပေမဲ့ပထိုးတော်ကြီးကအပီးမတက်လိုက်ရပါဘူး။နိုင်ငံတော်ဝမ်းမှာရှိတဲ့မြို့ပေါင်း56မြို့ကိုတမြို့ကိုတန်ကားတော်9ပါးပြိတ္တကတ်တော်တစုံနဲ့ဆေလွတ်ပြီးတော့သာသနာပြုစေပါတယ်။နိုင်ငံနေရာအရရမှာရှိတဲ့ဌာန230နေရာတို့မှာရွှေကူဖျားပေါင်း230ကိုတည်စီပြန်ပါတယ်။တီဟိုကျုံးကိုလည်းသာသနာပြုဆေလုပ်ပါတယ်။ ပဂိုးရွှေမော်တော်ဇေဒီတော်ကြီးငလင်းလန်းတခံရပြီးတော့တပိတ်မှောက်နေရာအထိပြိုပြက်နေတာကိုသာသနာပြုအဖွဲ့ကိုဆေးလွတ်ပြီးတော့ရွှေမော်တော်ဖရားနဲ့တကွာပျက်စီးနေတဲ့ဖရားတွေကိုလည်းပြုပြင်စေပါတယ်။ဆင်းရဲနွမ်းပါတဲ့တိုင်းသူပြည်သားတွေကိုလည်းစဘာတသိမ်းဝေပါတယ်။ဘိုးဘောင်ကိုအကြောင်းပြုပြီးတော့ဗရုံမင်းဦးဝိုင်းကဗုဒ္ဓသာသနာရေးဘက်ကိုအထူးဂရုပြုပြီးတော့ဆောင်ရွက်တော်မူပါတယ်။ အနောက်အိန္ဒိယမြစ်စီမာဒေတာတိုင်းကြီးရဲ့ကိုလည်းမူးမအရာတို့ကိုပညာတော်သင်ဖြစ်အချိန်ချင်းစေလွတ်ပြီးတော့လောကီလောကုတ္တရာကျမ်းများစေကျမ်းဓာတ်ကျမ်းဘေးရင်ကျမ်းအကျင့်သိက္ခာနဲ့ဆက်တဲ့ကျမ်းစသဖြင့်နာဂရီတက္ကတာဘာသာတို့နဲ့ရေးသားထားတဲ့ကျမ်းပေါင်း၁၀၀ကျော်ကိုရှာဖွေစုဆောင်းပြီးတော့မြမဘာသာပြန်ဆိုစေပါတယ်နိုင်ငံတော်တွင်းမှာအယက်သေးစားတောက်စားခြင်းတားကြီးငါးကြီးတို့ကိုတက်ဖြတ်ရောင်းချခြင်းကို တားမြစ်တော်မူပါတယ် စကိုင်းအိန္ဒိယမှာရှိတဲ့အောင်မြေလောကဇီရီတော်ရှင်ပင်ချမ်းသာကြီးဖျားအေရီမြေရဲ့အနောက်ဘက်မှာရှိတဲ့မင်းကွန်းဇီရီတော်တို့ကိုဗဒုံမင်းရဲ့ကောင်းမှုတော်တွေဖြစ်ပါတယ်။မင်းကွန်းဇီရီတော်ကြီးကအထုထည်ကြီးမားလွန်ရကပြီးဆုံးတဲ့တိုင်အောင် မတီးဆောက်နိုင်ဖြစ်ခဲ့ရပါတယ်။မင်းကွန်းဇီရီတော်ကြီးအနည်းမှာပဲမာမင်းဖြူမှန်မှန်ပြောလို့အတိတ်ပဲရတဲ့ပိတ်တာ9555955ခုခံရှိတဲ့ မင်းငုံခေါလုံးတော်ကြီးကိုလည်းဗရုံမင်းကသုံးလုံးလှူဒန်းတော်မူပါတယ်ဗရုံမင်းလက်ထက်မှာတိုင်းပြည်တာယာဝါပြောစီပင်ပြီးတော့စာပေနဲ့သာသနာရေးထုံးပြောင်းခဲ့ပါတယ်ဘိုးအောင်ကတငယ်ချင်းဖြစ်တဲ့မောင်မြတ်ကြီးကိုလွမ်းဆွလာတဲ့အတွက်စစ်သားမျိုးကိုလိုက်သွားမိပါတယ် မောင်မြတ်ကြီးတယောက်ကတော့ဦးစင်းဝင်းနဲ့ဖြစ်ပြီးတော့ကျေးလက်တော်ရတခုအနီးမှာတဘာကြောင်ကလေးနဲ့ချွတ်ချွတ်တက်တက်နေရတာကိုမြင်တဲ့အခါအလွန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ဒါကြောင့်မောင်မြတ်ကြီးကိုအဂီရဲ့ပညာကိုလမ်းညွန်သင်ကြားပေးပြီးတော့ရွှေပြည့်ငွေပြည့်လမ်းစဉ်တခုကိုလင်္ကာဖွဲ့ပြီးတော့သင်ကြားပေးလိုက်ပါတယ်။ဒီနေရာမှာစာရှည်မှာဆိုးတဲ့အတွက်ဒီလင်္ကာကိုမဖော်ပြပေးတော့ပါဘူး။မောင်မြတ်ကြီးကလင်္ကာအတိုင်းလိုက်လံလို့ဆောင်ရင်ရွှေပြည့်ငွေပြည့်အတက်ကိုတက်မြောက်သွားပါတယ် မောင်မြတ်ကြီးကလောဘမကြီးတဲ့သူတယောက်ဖြစ်တဲ့ပြင်ဟာရခင်ကလေးကမောင်ဘိုးအောင်အစွမ်းပြလို့မင်းမြတ်တင်ဘူးတာကိုအမှတ်တညာရှိတဲ့အတွက်ကြောင့်ရွှေတွေကိုပုံဩမလုပ်ဖဲနဲ့အလိုရှိသမျှကိုသာပြုလို့ဖန်ပြီးကျောင်းကံဖျားနဲ့တိမ်စည်းအများကိုစောက်လို့လှူဒန်းကသာသနာပြုနေပါတော့တယ်။